မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာကတနင်္လာသသမီမိတ်ဆွေတွေအတွက်အ9လပိုင်း15ရက်ကနေ22ရက်နေ့အထိတပတ်စာကန်ကြမ္မာဟောစတန်းကိုဆရာကတားရောနဲ့ဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်တနင်္လာသသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစီအပြီးအောင်မြင်တိုးတက်ကြပါစေကြောင်းဒီကနေမြတ်တာဖို့ထောပနာပြုသလိုက်ပါတယ်ခင်ဗျာတနင်္လာသသမီမိတ်ဆွေတွေဒီ9လပိုင်း15ရက်ကနေ22ရက်နေ့အတွင်းမှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာ လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ခရီးထွက်ခြင်းတဲ့စိတ်မျိုးအဲလက်ရှိရှိနေတဲ့မျိုးကနေပြီးတော့အခြားတဲ့နေရာကိုသွားခြင်းတဲ့စိတ်မျိုးဖြစ်ပေါ်နေတယ်ယာရုလုပ်ငန်းကိန်းနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်ယာရုပြောင်းရင်ကောင်းမလားလုပ်ငန်းပြောင်းရင်ကောင်းမလားဆိုတာမျိုးဖြစ်စီခရီးသွားခြင်းတဲ့စိတ်လက်ရှိရှိနေတဲ့နေရာကနေတနေရာကိုယုံထွက်သွားခြင်းတဲ့စိတ်ပြေးထွက်သွားခြင်းတဲ့စိတ်တွေများစွာဖြစ်ပေါ်နေတော့ကာလာဖြစ်ပါတယ်မိစေတို့နေနဲ့ခရီးသွားခြင်းစိတ်အလုပ်ငန်းကိန်းကပြောင်းလဲခြင်းစိတ်အလုပ်ပြောင်းခြင်းစိတ်တွေပေါ်နေပြီးတော့လုပ်ငန်းကိန်းကနဲ့ပတ်သက်ပြီးတော့အပြောင်းအရွှေ့အပြောင်းလဲလုပ်မယ်ဆိုရင်လည်းချင်းသေးပါ့ တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းလဲတွေလောက်ပါအခက်အခဲအကျက်တွေပုံနေတယ်မိတ်ဆွေများအဖို့ဆိုရင်လည်းတကယ်ကိုပြောင်းလဲပြီးတော့လှုပ်ဆောင်တင်တာမျိုးခကြီးသွားကိစ္စတွေအကျိုးပေးတဲ့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးတော့အပတ်တာဖြစ်ပြီးတဲ့အခါလုပ်ငန်းရာတို့နဲ့ပတ်သက်ရင်အပြောင်းလဲနဲ့ကံကြမ္မာကိုအဲရွေးချယ်ပြီးတော့ share မခေါ်ပြီးတော့ကြောက်လှုပ်ဆောင်လိုက်ရင်အောင်မြင်တိုးတက်မဲ့ကာလဖြစ်ပြီးတော့ဘာကြောင့်မှတုံဆိုင်တွေ့ဝေမနေပါနဲ့တဲ့ပြောင်းလဲလှုပ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့အာသာကောင်းမှုဇီမာအတေရာပဲဖြစ်ပါတယ်ခင်ဗျာနော်မိတ်ဆွေတို့ရဲ့အလောက်ကံ အလုတ်ကင်နဲ့ပတ်သက်လာရင်တော့အဲ ခရီးသွားဆိုင်ရာကိစ္စတွေအကျိုးပေးပါတယ်။တင်ကြားရေးဆိုင်ရာနဲ့ပတ်သက်တာတွေအကျိုးပေးတယ်။ဘာသာစကားနဲ့ပတ်သက်တာတွေ၊တင်နှံနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။စက်တူလုပ်ငန်းတွေအစုချေရာနဲ့ပတ်သက်တာတွေအကျိုးပေးတယ်။ညီအစ်ကိုမောင်နှမတွေနဲ့ပတ်သက်တာမျိုးတွေစက်တူလုပ်ငန်းတွေအမွေကိစ္စတွေလည်းအမွေတွေရတတ်တယ်။ငကူကအမှုဖြစ်နေတော့မိတ်ဆွေတွေပို့အမှုနဲ့ပတ်သက်ပြီးတော့အနိုင်ရရှိတာမျိုးတွေဖြစ်ရတတ်တယ်။အမှုနဲ့ပတ်သက်ပြီးတော့အမှန်တရားနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကိုယ်အလေးသာသောအပတ်တာဖြစ်ပြီးတော့အရှုံအောင်ဖြစ်နေတဲ့မိတ်ဆွေတွေမိသားစုဝင်တွေရှိလို့ရှင်လည်းအရှုံအောင်တွေလွတ်လာလိမ့်မယ်။ဒီအပတ်တာတော့ဒီမှာဆိုရင်ကုံသွယ်မှုဆိုင်ရာ လုပ်ငန်းတွေအကျိုးပေးတယ်ကုသရန်ဝယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်စက်တူဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ငွေကြေးဆိုင်ရာကိစ္စတွေမှာခြေတူဆောင်ရာလှုပ်ဆောင်ရင်အားသာခြင်းကောင်းမွန်ခြင်းတွေရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေကိုတောင်းတဲ့အခါမှာလည်းတစ်ချိန်တစ်ချိန်နဲ့ပို့တော့တောင်းမှာရပါလိမ့်မယ်လေနော်တစ်ချိန်တစ်ချိန်ထပ်ပို့ပြီးတော့တော့နှစ်ချိန်လောက်တော့တောင်းပေါ့နှစ်ချိန်မရတော့လေသုံးချိန်လောက်တော့တောင်းပေါ့ခင်ဗျာနော်ရရှိမဲ့အပတ်တာကာလအပိုင်းရှားဖြစ်ပါတယ်ထို့အတူပဲစားတော့ကိုလုပ်ငန်းတွေအပြောင်းရွှေ့အပြောင်းလဲနဲ့ပတ်သက်လာရင်ခက်ညင်ညင်လေးမနေပဲနဲ့ ချော့တွတ်တွတ်မှာပဲရှင်ခန့်ညင်နေလေးမနေပဲနဲ့အဲခတ်တော့တွတ်လေးလှုပ်လှုပ်ချာချာလေးနေပါဒီလဟာမိတ်ဆွေတင်းနေလာသားဒီအပတ်တာဟာမိတ်ဆွေတင်းနေလာသားသမီးတွေအတွက်ညင်ညင်ကလေးမနေပဲနဲ့လှုပ်လှုပ်ချာချာလေးဖြစ်အောင်နေဖို့လူအကြောင်းထပ်လောင်းပြောကြလိုက်ပါရစီမိတ်ဆွေတို့ဒီအပတ်တာတို့ဒီမှာကြမ်းပါလေ ကျမရဲ့နပတိုင်မမဆိုးရိပ်စရာမရှိပါဘူးမိသားစုကိုဖြစ်နိုင်အရှင်ပြေးတာမျိုးအပန်းပြေခီးထွက်တာမျိုးရောဟိုအပျော်ခီးထွက်တာမျိုးမိသားစုနဲ့ပတ်သက်ပြီးတော့ပုံမထိတွေ့နီးစပ်အောင်ဆွဲလောက်တာမျိုးကပို့ပြီးတော့ကောင်းမွန်နေတယ်နော်ငြိမ်းချမ်းခြင်းနဲ့အေးချမ်းမှုတွေငကောကမိသားစုအတွင်းမှာနားလည်မှုလွဲနေတာမျိုးတုံးနဲ့လူတစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးမှုအဆင်မပြေမှုတွေရှိလို့ရှင်လဲဒီလဟာဒီအပတ်ဟာညှိနှိုင်းတဲ့တော့ကာလာဖြစ်ပြီးတော့နှိမ့်နေနိုင်နိုင်နဲ့စိတ်ဆက်ဆောင်ရရင်အောင်မြင်ခြင်းနဲ့အကြံစီတွေတိုးတက်ပြီးတော့နှွေးထွေးမဲ့ကာလာဖြစ်ပါတယ်ခင်ဗျာ လူငယ်တွေအရှိရင်းနဲ့ပတ်သက်ရင်အချစ်သူရည်သာ ဂျာကြီးဖူးစာတွေပေါ်ပြန်ရတတ်တယ်ဆိုဘယ်လိုပြောမလဲအရှိင်းနဲ့ပတ်သက်လာရှစ်တာတခြားရတာတခြားဖြစ်တတ်တဲ့အတွက်ခုတ်ရတခြားရှာရတခြားဖြစ်တတ်ပါလေသမီးစားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်အဲမိမိရဲ့ရှစ်သူဘက်အပေါ်မှာတန်လျာစိတ်တွေများနေတာမျိုးမိမိရဲ့ရှစ်သူအပေါ်မှာမိမိရဲ့ရည်စားအပေါ်မှာရှုပ်ချယ်မှုတွေကြောင့်တစ်ဖက်လူကအနေကျဉ်ကျက်ပြီးတော့အမားတွေကိုလိုက်ထောင်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်အနေကျဉ်ကျက်နေတတ်သောကာလဖြစ်တော့များများမရစ်နဲ့ပါခင်ဗျာနော်ကောင်းပြီဒီကာလအတွင်းမှာ တနေ့ကသာသူမိတ်ဆွေတွေဟိုလုပ်ငန်းရာထူးနဲ့ပတ်သက်ရင်အပြောင်းလဲအပြောင်းရွှေ့လုပ်မယ်ဆိုရင်ချစ်တို့ဆောင်ရလှုပ်ဆောင်မှာအိမ်တော်ကြီးနဲ့ပတ်သက်လာရင်လည်းမိမိတို့မထင်မှတ်ထားလောက်အောင်အိမ်တော်ကြီးနဲ့ပတ်သက်အိမ်တော်ဘက်ရဲ့ အကူအညီတွေရရှိတတ်တာမျိုးအိမ်ောင်ဖက်နဲ့ပတ်သက်လာရင်ငကူကအဆင်မပြေမှုတွေတော့မှအဆင်ပြေအောင်နွန်းနွန်းဆွတ်တွေနဲ့ညှိနှိုင်းလို့ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမဲ့အပတ္တကာလဖြစ်တယ်။အထက်လူကြီးအကြီးအကဲတွေရဲ့မျက်နှာသာပေးမှုလေးတွေကြုံရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေကြီးဟာသာသမီကိစ္စလေးတွေကြောင့်ခရီးသွားကိစ္စလေးတွေကြောင့်ရင်ဆက်ပစ္စည်းအိမ်သုံးအိမ်ပဲပရိဘောဂကိစ္စလေးတွေကြောင့်တော့ငွေကြီးနဲ့ပတ်သက်လာရင်အဖက်မတည်ဘူး။ဒါပေမဲ့ဘလောက်ပဲခက်ခဲမှုတော့မရှိဘူး။အခက်အခဲတွေကပြန်လဲဝင်လာတတ်သောကာလဖြစ်တယ်။ရွှေနဲ့ပတ်သက်ပြီးတော့ အချွေထွက်တာမျိုးတွေချွေထွက်တတ်တော့ကာလာအပတ်တာမျိုးဖြစ်တတ်တယ်လို့တံမိုးရှိတဲ့အရာလေးတွေကြပြောက်တာမျိုးတခိုးခိုးခံရတာမျိုးဖြစ်တတ်တဲ့အတွက်တော့သတိထားစင်နေပြရလိုအပ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာလို့ရှိရင်ကိုပိုင်စတင်လှုပ်ဆောင်ဒါမျိုးထက်လုပ်ငန်းအဟောင်းကိုတိုးရှက်ပြီးတော့လှုပ်ဆောင်ရင်ပုံမအောင်အသာပြီးတော့ကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့အပတ်တာဖြစ်ပါတယ်ခင်ဗျာသတိထားစင်နေရမယ့်အချက်ကလေးတွေကတော့အရန်ကြီးအတွေးလွန်တာမျိုးလေးတွေ စီမျက်စီကနဲ့ပတ်သက်ရင်တိတိကျကျကင်သွဲတာမျိုးလေးတွေအနုစိတ်အသေးစိတ်ကအစကြောင်းမိမိရဲ့တပည့်လက်သားလက်ဟောင်းငယ်သားတွေနဲ့ပတ်သက်လို့ပฏิပက္ခပြဿနာအရှုကြုံရတတ်တယ်။ဒါလေးတွေကိုတော့တတိထားပါ။မိတ်ဆွေတို့အနေနဲ့ပြည့်ရကဖြစ်နိုင်လို့ရှိရင်ဒီကာလအတော်တွေမှာမိမိကအဲတတိမိတ်ဆွေအပေါင်းဟောင်းနေအပေါင်းနဲ့ဟောင်းနေနဲ့ပတ်သက်လာလို့ရှိရင်အဲစိတ်တော့ကပြရတာမျိုးလေးကိုကိုဂုံတရင်ပြတ်အောင်နမီပြတ်အောင်တရင်ဆောင်တတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုတတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်။အဟောင်းနေနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေဟောင်းအပေါင်းနဲ့ဟောင်းရီစာဟောင်းချစ်သူဟောင်းနေ ဲ့ပတ်သက်ရင်တော့မှနည်းနည်းလေးစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်ပေါ့ဒါအပြင်မိသားစုအိမ်တွင်းရင်းနဲ့ပတ်သက်လာလို့ရှိရင်အဲမိသားစုအိမ်တွင်းထဲမှာဂျားလူဝင်လာတာမျိုးလေးတွေမိသားစုအိမ်တွင်းရင်းနဲ့ပတ်သက်လာလို့ရှိရင်ဒေါသနဲ့ဖြည့်ရှင်းတာမျိုးလေးတွေကအားနည်းစီတယ်တဲ့နော်အမွေကိစ္စအမှုကိစ္စတွေကိုပြောဆိုတဲ့အခါမှာလဲအဲဒေါသနဲ့မပြောဘဲနဲ့မိမိတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လက်တွေ့ကြကြအေးအေးဆေးဆေးနဲ့ညှိနှိုင်းမှအောင်မြင်တိုးတက်မယ်အပ္ပတ္တကာလဖြစ်ပါတယ်အဲ အလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေညံ့ပါတယ်အလောင်းကစားအပျော်ပါနဲ့ပတ်သက်တာလေးတွေမှာတတိကျစီရင်ဆောင်ရအရင်လိုအပ်သောကာလဖြစ်ပြီးတဲ့အခါဘာကိုဖြစ်ဖြစ်အအလောင်းကစားတို့အပျော်ပါတို့နဲ့ပတ်သက်တာမျိုးလေးတွေမှာအားနည်းစီတဲ့အတွက်တတိကျစီရင်ဆောင်ရအရင်လိုအပ်ကြောင်းထပ်လောင်းပြောကြလိုပါတယ်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့အလက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လဲတောင်းမှာတစ်ချိန်နှစ်ချိန်နဲ့ပို့မှုတောင်းမှာရရှိမဲ့ကာလဖြစ်တဲ့ဒီလတာအတော်တွေမှာဆိုရင်အဝါရောင် မိုးပြရောင်အပန်းရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စီပြီးတဲ့အခါအကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့ခုနှစ်ကဏ္ဍကိုးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေနိုင်ပါတယ်။တတိယဆင်ခြင်ပြရမှာတော့မိတ်ဆွေတို့အနေနဲ့ဒီလတာတော်ဒီမှာဆို22ရက်နေ့တရက်နေ့25ရက်နေ့တရက်25ရက်နေ့22ရက်နေ့နှစ်ရက်ကိုတော့အရေးကြီးတာကိုဖြစ်နိုင်ရင်မလုပ်ပါနဲ့တဲ့။ဒါပေမဲ့ဒီကြားတွဲမှာဆိုလို့ရှိရင်20ရက်19ရက်21ရက်ဒီလိုရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်ပြီးတော့အဆင်ပြေပါလိမ့်မယ်တဲ့ခင်ဗျာနော်။ဒါကြောင့်မိတ်ဆွေ ိုင်းနာသာသမီးမိတ်ဆွေတွေအဋိဋ္ဌံတို့ရေရရာတို့ဘာညာတို့ကတော့မိတ်ဆွေတို့အနေနဲ့ ဆရာရဲ့တလတာမှာဝင်ကြည့်လိုက်ဆရာကတော့တပတ်တာပဲဟောပြီးခြင်းဖြစ်တယ်။ကောင်းပြီမိတ်ဆွေတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်တဲ့အခါပြောဆိုဆောင်ရွက်တဲ့အခါမှာအဲတနည်းအားသာသမီးမိတ်ဆွေတို့မိမိအိမ်ကနေမထွက်မီမှာအဲအားလုံးကို32ဖုံမှာရှိတဲ့မိတ်ဆွေတွေအားလုံးမိမိရဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးအလုံးနဲ့ပြောဆိုမဲ့သူကိုအားလုံးကိုမျက်နှာလေးရည်စူးပြီးတော့မေတ္တာလေးပို့သွားပြီးတော့မေတ္တာလေးပို့ပြီးတော့သွားပါရဲဒါဆိုရင်မိမိရဲ့ကိစ္စမှလည်းချောရှူပြီးတော့အောင်မြင်သွားမယ်ကာလအပတ္တအပိုင်ရှာဖြစ်ပါလေခင်ဗျာပတ်စံလေးပစ္စည်းထားတာလေးစက်ပစ္စည်းရင်းနဲ့ပတ်သက်တာလေးအထာမား အအထာမတက်တဲ့အတွက်ဗတိထားစီရင်ပြန်လိုအကြောင်းစီရကထပ်လောင်းမှာကြလို့ပါတယ်ပူဝင်ဆက်လာပေးတာเนาะပစံဆိုအဲကောင်းပြီဆိုတော့ကဲတနေ့လာတော့မိမိဆွေတွေဒီတပတ်တာတော့တွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယရနာစိန်ချောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီခင်ဗျာဆရာငယ်နောင်ဗီဒီမိချင်း0939 0939 6တက်လျှောက် WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်6635050 92မှာဖြစ်စီဆက်သွယ်မိမဲနိုင်ပါတယ်ဆရာ TikTok Messenger မှာဧည့်သည်လက်မခံတယ်လို့ဗီဒီလည်းမဟုတ်ပြပါဘူးကျေးဇူးတင်ပါတယ်နောက် 另干嘛，扁对表那后、个、面。